မင်္ဂလာပါ English for Learner YouTube နဲ့ TikTok Channel တို့ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီဗီဒီယိုမှာတော့ Diet and Nutrition အသင်ငန်းစာတွေရာ Second Paragraph သင်ငန်းစာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့အသင်ငန်းစာလေးကိုစလိုက်ရအောင်။ Second Paragraph The Nutrients essential for our body ဆိုတော့ဒီနေရာမှာ first paragraph ထဲကလိုမျိုးပဲ essential for our body ဆိုရက်အဲသကစုလေးက adjective phrase ဖြစ်ပါတယ်ဆိုတော့ essential ရဲ့ရှေ့မှာမြုပ်ထားပါတယ်ဘာတွေမြုပ်ထားလဲဆိုတော့ that is which is ဒါကိုမြုပ်ထားပါတယ်အဲ that is essential ဒါမှမဟုတ် which is essential အဲဆိုတော့အဲ့ဒါလေးကိုမြုပ်ထားတယ် ဆိုတော့ essential for our body ဆိုတဲ့ phrase ကရှေ့ရ the nutrient ဆိုတဲ့ noun ကိုတွားပြီးတော့ modify လုပ်မှာပါ can be found ဆိုတော့ can be found ဆိုတော့ဒီမှာ passive voice နဲ့ရေးထားပါတယ်အ passive voice နဲ့ရေးထားတယ် in the food we eat ဆိုတော့ we eat ဆိုတဲ့အဒါလေးက related clause ပါဒီမှာ that wish မြုပ်ထားပါတယ်ရှေ့ရ in the food ကိုညွှန်မှာပါ the food ကိုတွားပြီးတော့ညွှန်မှာပါဆိုတော့အဓိပ္ပာယ်လေးကိုကြည့်အောင် the nutrients ဟာရဓာတ်များ essential for our body ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက် essential that is which is essential uh, essential for our body ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သော the nutrients ဟာရဓာတ်တွေကို can be found တွေ့နိုင်ပါတယ် in the food we eat we eat ကျွန်တော်တို့စားသုံးသော in the food အစားအစာတွေထဲမှာ can be found တွေ့နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေဆိုတော့အာဟာရဓာတ်တွေဆိုတော့ဘာတွေပြောရလဲဆိုတော့ calcium depth အာ calcium depth အာတန်တက် iron အဲဒါတွေကိုပြောတာပါဆိုရင်ဓာတ်တရားအဲကျွန်တော်တို့စားသုံးတဲ့အစားအစာတွေမှာတွေ့နိုင်ပါတယ်လေဒါဆိုနောက်ထပ်ဝက်ကြောက်ဆက်သွားပါမယ် food can be classified ဆိုတော့ဒီမှာလည်းပဲ B battery နဲ့ရေးထားပါတယ်ဆိုတော့ဒါက passive point မှာဆိုတော့ဒီနေရာမှာတိထားမယ်စကလုံးလေးရ classify ဆိုတော့ဒီမှာ passive point နဲ့ရေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ CLASSIFIED classify ဒါလေးက battery ပါဆိုတော့သူ့ရဲ့ buff 1 buff infinity ကိုတိထားပါမယ်သူ့ရဲ့ buff 1က CLASSIFY classify ဆိုတော့အဲစကလုံးမှာဆိုတော့ buff 1လေးကို တည်ထားမယ်မှတ်ထားမယ် into different groups ဆိုပြီးတော့နောက်မှာ semicolon ဆိုပြီးတော့ group တွေရေးထားပါတယ်အများကြီးပဲပေါ့နော်ဆိုအဓိပ္ပာယ်လေးကြည့်အောင် food အစားအစာတွေကို can be classified အမျိုးအစားခွဲခြားနိုင်ပါတယ် into different groups အုပ်စုအသီးသီးအဖြစ် can be classified အမျိုးအစားအတန်းအစား ွဲခြားတက်မှတ်လို့ရပါတယ်ဆိုတော့ blue group တွေခွဲမှလဲဆိုတော့ semi colon နောက်ကနောင်းနေရေးထားပါတယ်။ကဲပထမအဆုံးတစ်ခုက grains ဆိုတော့ grains ဆိုတဲ့အဓိပ္ပာယ်ကနှံစားသီးများအဆိပ်အဆင်များလို့အဓိပ္ပာယ်ရတယ်။အနှံကိုစားရတဲ့အစားအစာတွေကိုပြောတာပါ။ကဲနောက်တစ်ခုက fruits သစ်သီးများနောက်တစ်ခုက vegetable ဟင်းသီးဟင်းရွက်များ နောက်တစ်ခုက mid product ဆိုတော့ mid product ဆိုတာ neutral ပစ္စည်းကြီးပြောတာပါဆိုတော့ဘာတွေပါမလဲဆိုတော့ danger ဥပမာ danger တို့ cheese အဲ top bat တွေပါမယ်ပြီးရင်အဲ pen တို့ပေါ့အစားအသောက်ဖြစ်ဒါတွေက mid product တွေပါနောက်တစ်ခုက animal product တလိစံထွက်ပစ္စည်းများတော့ကျတော့ဘာတွေပါမလဲဆိုတော့ဥပမာအသားတွေပါမယ်အသားကြောက်တွေပါမယ်ဝတ်ဥချောင်းတွေပါမယ် အဲပြီးရင်ကြက်ဦးတို့ပြားရည်တို့ငါးကြီးစီတို့ဆိုတော့ဒါတွေက animal product တွေပါ and ပြီးတော့ beans ဆိုတော့ beans ဆိုတာဒါပဲမျိုးစုံ ပြောတာပါပဲအမျိုးမျိုးပြောတာ and ပြီးတော့ oily foods okay oily foods ဆိုတာအစီများအစီများများပါသောအစာအစာများအစီများများပါသောအစာအစာများအဲ့ဒီမှာဒီမှာသိထားမယ့်စကားလုံးက oily ဆိုတော့ oily ဆိုတော့ စကားလုံးက adjective ပါသူရဲ့ noun ကအလုံးသိတယ် o r n y ဆိုတော့ wildly ဆိုတာအစီတွေပါတဲ့အစားအစာတွေကိုပြောတာပေါ့အစီအစီဓာတ်တွေပါတဲ့အစားအစာတွေကိုပြောတာဆိုတော့ဒီလိုမျိုးအုပ်စုတွေအဖြစ် can be classified အမျိုးအစားခွဲခြားနိုင်ပါတယ်ဒါဆိုနောက်ဝကြောင်းဆက်ကြည့်မယ် this food this food ဆိုတော့ this ရရှိရဒါတွေကိုပြန်ညွှန်းနေပေါ့နော် Now, these food carry six kinds of nutrients. So we are called semicolon ရေးပြီးနောက်က6မျိုးကိုဒီမှာရေးထားတယ်။ So David is young these food အဲ့ဒီအစားအစာတွေကတဲ့ carry တည်ဆောင်ပြီးတယ်။ပါဝင်နေဗာရီပါမလဲဆိုတော့ six kinds of nutrients ဒီမှာ kinds of collected noun မှာ sit kaiso nutrients အာဟာရဓာတ်ရှောင်မျိုးအာဟာရဓာတ်ရှောင်မျိုးပါဝင်ပါတယ်ဆိုအာဟာရဓာတ်ရှောင်မျိုးဘာလဲဆိုတော့နောက်ကဆီမီခေါ်လဲနောက်မှာနောင်းအနေနဲ့ရေးထားတယ်ပရမတ်တစ်ခုက carbohydrates carbohydrates ဆိုတာကစီဓာတ်ကိုပြောတာပါဆိုတော့ carbohydrate ဆိုတာကစီဓာတ်ကိုပြောတာကာဗွန်ပါမယ်ဟိုက်ဒရိုဂျင်ပါမယ်အောက်ဆီဂျင်ပါတယ်အဲ့ဒီဓာတ်တွေပါတယ် အဲကာဘိုဟိုက်ဒရိတ်ကက်စီဓာတ်တွေပြောတာပါနောက်တစ်ခုကဗိုက်တာမင်းဗီတာမင်ဓာတ်တွေပါမယ်နောက်တစ်ခုကမင်နရယ်စ်သတ္ထုဓာတ်တွေပါမယ်နောက်ဆုံးနောက်တစ်ခုကအာဒိုက်ယက်တရီဖိုင်ဘာအမြင့်ဓာတ်ဆိုတော့ဒိုက်ယက်တရီဆိုအစားအစာနဲ့ဆိုင်တော့သူက adjective ပါအစားအစာနဲ့ဆိုင်တဲ့အမြင့်ဓာတ်ကိုပြောတာပါနောက်တစ်ခုက protein အသားဓာတ် and ပြီးတော့ lipids အစီတက်ဆိုတော့ရှောက်မျိုးပါကာဗိုဟိုက်ဒရိတ်ဗီတာမင်းမင်နရယ်စ်ဓာတ်ရီဖိုင်ဘာပရိုတိန်းအန်လစ်ပစ်စ်ဒီလိုအဟာရတက်ရှောက်မျိုးအစားအစာတွေမှာပါဝင်ပါတယ်ကျွန်တော်တို့ဝေကြအောင်ဆက်ကြည့်အောင် these nutrient အဲ့ဒီအဟာရတက်တွေဟာ play a major role ဆိုတော့ဒီမှာ play နောက်က role ရိုးလိုက်ပြီးရေးထားတယ်ဆိုလို့ရှိရင်ဒါပါဝင်သည်ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်ဆိုတော့ major နေရာမှာ important biden အစရှိတဲ့ activity ကိုလည်းပဲရေးလို့ရပါတယ် in maintaining ဆိုတော့ဒီမှာ in ဆိုတဲ့ preposition နောက်က gerund noun လိုက်ထားပါတယ် maintaining ဆိုတော့သူ့ရဲ့ buff 1ကိုသိရမယ် buff 1က maintain m a i n t a i n maintain ဆိုတော့အဓိပ္ပာယ်လေးကြည့်အောင် these nutrient အဲ့ဒီအဟာရဓာတ်တွေဟာအဲ့ဒီအဟာရဓာတ်ဆိုတာရှေ့မှာရေးခဲ့တဲ့ six kinds of nutrients ဒါတွေကိုပြောတာပါ this nutrient အဲ့ဒီအဟာရဓာတ်တွေဟာ play a major role အဓိကအခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေတယ် in maintaining good hair good hair ကျန်းမာရေးကောင်းခြင်းကိုကောင်းမှုနဲ့ကျန်းမာရေးကို in maintaining ထိန်းသိမ်းတဲ့နေရာမှာ play a major role အဓိကအခက်ငန္ဓာတစ်ခုအနေနဲ့ပါဝင်ပါတယ်ဆိုတော့ဒီ nutrients 6မျိုးရတယ်ဆိုလို့ရှိရင်အစာစာတွေရတယ်တစ်ဆင့်အလူခန္ဓာကိုယ်ထဲမှာရနေတယ်ဆိုလို့ရှိရင်ဒါကျန်းမာရေးကောင်းတယ်ဘူးအလိုမှမဟုတ်ဘူးဒီတရားတစ်ခုခုမရဘူးဆိုလို့ရှိရင်ဒါကျန်းမာရေး good health ဖြစ်မှာမဟုတ်ဘူးပေါ့ဟုတ်ပါပြီဒါဆိုလို့ရှိရင် second paragraph ကိုနားလည်မယ်လို့ယူကြည်ပါတယ်ဒါဆိုရင်နောက်ထပ် ပါရာဂရက်ကိုဆက်ကြည့်မယ်။ကဒီသင်ခန်းစာမှာတော့ diet and nutrition သင်ခန်းစာတွေရာ third paragraph ကို ရှင်းပြမှာဖြစ်ပါတယ်။ဆိုတော့သင်ခန်းစာလေးကိုစလိုက်ပါမယ်။ grains such as and uh, grains and uh, grains ဆိုတာရှေ့မှာအဲ second paragraph မှာပါခဲ့ပြီးသားပါ grains ဆိုတာနှံစားသည့်များစိတ်ဆံများ Okay such as ဆိုပြီးတော့နောက်ကနေပြီးတော့ example တွေရေးထားတယ်ပေါ့နော်နောက်ကနေပြီးတော့ binding တက်ပြီးတော့ example တွေရေးထားတယ်ဆိုတော့ဒါတွေပေါ့နော် are ဒီမှာ are က buffer energy giving food ဆိုတော့ energy energy နောက်ကအဲ deathly ခံတာပဲ hyperly ခံတာပဲရေးထားတယ် energy giving ဆိုတော့ဒါ compound adjective ပါ compound adjective energy giving food that provide carbohydrate ဆိုတော့ဒါက related clause ပါရှေ့က energy giving food ကိုတွားပြီးတော့ modify လုပ်မှာပါဆိုတော့ adjective လေးကြည့်အောင် grains နှံစားသည့်များအစိအစံများဆိုတော့ဘယ်လိုမျိုးအစားအစာတွေလဲနောက်ကဘိုင်းနေတက်ပြီးတော့ပြောမယ် such as rice, centamin, wheat, joe, maize, piamu, millet, muyozaba, barley, barley, and beer, corn, piamu. ဆိုတော့ဒီမှာတည်ထားမယ်စကားလုံးလေးက maize corn ဆိုတော့ maize ကကျတော့ဒါ UK အတုံးမှာ and corn ကကျတော့ဒါ US အတုံးမှာနှစ်ခုလုံးက သဘောတဘာဝကြီးတူတယ်ပေါ့နော်ပြောင်းမှုတွေကိုတုံးတာပါဆိုတော့ဒါတွေပေါ့နော် such as ကဲတူတော့ grains နှံစားသည့်အစိအစံများအဖြစ်ပါတယ် energy giving food energy giving food အင်အားတွေကိုပေးတော့အစားအစာတွေဖြစ်ပါတယ် that provide carbohydrate carbohydrate ကစီဓာတ်ကို that provide ထောက်ပံ့ပေးတော့ carbohydrate ကစီဓာတ်ကိုဖြစ်စေတော့ energy giving food အင်အားဖြစ်စေသောအင်အားပေးသောအစာအစာတွေအာဖြစ်ပါတယ်ဆိုတော့ဒီနှံစားသီးနှံတွေအာသူတို့စားမယ်ဆိုလို့ရှိရင်ကာဘိုဟိုက်ဒရိတ်ဓာတ်ကိုရမယ် energy အစွမ်းအင်အားတွေကိုဖြစ်စေမယ်ဒါတော့နောက်ထပ်အဝကြောက်ကိုဆက်ကြည့်ပါမယ် fresh adjective ပါနောက်က noun တွေလိုက်ထားပါတယ် fruits and vegetables give us အဲဒီမှာတော့ give ဆိုပြီးတော့ buff နေနေတုံးထားတယ်ပေါ့နော်ရှင်းမှာတော့ energy giving ဆိုပြီးတော့ compound activity ကိုတွဲထားတယ်ဒီမှာတော့အဲ့လိုမရေးတော့ဘူး give ဆိုရယ် buff ကိုပဲတုံးလိုက်တယ် give us minerals vitamins and fiber so အဓိပ္ပာယ်လေးကြည့်အောင် fresh fruits and vegetables လက်ဆက်တော့တည်တည်တွေနဲ့ဟင်းသီးဟင်းရွက်တွေလက်ဆက်နေတဲ့တည်တည်တွေနဲ့ဟင်းသီးဟင်းရွက်တွေအား give us ကျွန်တော်တို့ကိုပေးပါတယ်ဘာဓာတ်တွေပေးမလဲဆိုတော့ minerals သတ္တုဓာတ်တွေပေးတယ် vitamins ဗီတာမင်ဓာတ်တွေကိုပေးတယ် and ပြီးတော့ fiber အမြင်ဓာတ်တွေကိုပေးပါတယ် so ဟင်းသီးရွက်တွေနဲ့တစ်သီးတွေကဒီသတ္တုဓာတ်တွေအာဗီတာမင်ဓာတ်တွေအမြင်ဓာတ်တွေကိုပေးတယ်ရတယ်ပေါ့ဒါဆိုနောက်တစ်ဝက်ကြောင်ဆက်ကြည့်မယ် beans ပဲမျိုးမျိုး mid product neutral ပစ္စည်းများဆိုတော့ mid product ဆိုတာဘာလဲဆိုတော့ရှင်းပါဥပမာနဲ့ရှင်းပြခဲ့ပြီ and ပြီးတော့ animal product တလေးစံတွက်ပစ္စည်းများကဲတလေးစံတွက်ပစ္စည်းများကိုနောက်ကနေဥပမာတွေပေးထားတယ် such as ကဲတို့တော့ meat အသား fish ငါ and ပြီးတော့ at ကျူးကဲတို့တော့ animal product တလေးစံတွက်ပစ္စည်းများဆိုတော့အဲ့ဒါတွေဟာတဲ့အာဖြစ်ပါတယ် အရစ်ဆိုတော့ပရိုတိန်းဒီမှာ collative noun အနေနဲ့ရေးထားပါတယ် rich ဆိုတော့ပရိုတိန်းပရိုတိန်းဆိုတာအသားဓာတ်ကိုပြောတာပါအရစ်ဆိုတော့ပရိုတိန်းအသားဓာတ်ဒီပေါ်ကျွေးွားတဲ့အရင်မြစ်တစ်ခုအာဖြစ်ပါတယ်ဆိုတော့ပဲမျိုးမျိုးလူတွေပစ္စည်းတိရစ္ဆာန်တဲ့ပစ္စည်းသူတို့ကိုစားမယ်ဆိုလို့ရှင်ပရိုတိန်းပေါ့နော်အသားဓာတ်အသားဓာတ်ဒီရမယ်ပေါ့ကဲနောက်တော့ဝါကြောက်ဆက်ကြည့်မယ် ဖူအစားအစာများဆိုပြီးဆက်ချက်ဆိုနောက်ကနေဘိုင်လေးနဲ့တွဲပြီးတော့ရေးထားတယ်။ဘိုင်လေးဆိုတော့ batch batch table one hindi usc ဆိုတော့ hindi usc ဆိုတာဥပမာဘိုင်လေးဆိုတော့မနေဂျာစီပဲပုတ်စီအမ်ပဲအမ်ပဲပုတ်စီတို့ပြီးရင်အုံးစီတို့အဲဥပမာဒါတွေပေါ့နော်အဲ့ဒါ batch table wine တွေပေါ့ hindi usc တွေ hindi usc ကနေပြီးတော့ရတဲ့အစီတွေ such as vegetable wine in the USA, fish, nga, and bio other seafood. အခြားသောပင်လယ်စာများ nets အခွန်မာသီးများ and ပြီးတော့ sea အစီအစံများ add ကျူ yogurt တင်ချင်း make နွားနုစထရာအစရှိတဲ့ food အစားအစာတွေဟာအဖြစ်ပါတယ် energy giving food ကတိမာလည်းပဲ compound agent တွေကိုရေးတာပါတယ် energy giving food အင်အားဖြစ်စေတဲ့အစားအစာတွေဖြစ်တယ်။နောက်ကနေ related class ဆက်ထားသေးတယ်။ that provide fatty acid fatty acid တက်ကို acid acid တက်ကို that provide ပေးနေတော့ energy giving food ဆိုရင်ပေးတဲ့ energy ဖြစ်စေတဲ့အစားအစာတွေဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာသိထားမယ့်စကားလုံးက fatty ဆိုတော့ fatty ဆိုတာ adjective ပါ အ FAD FAB ကလာတာပေါ့ FAD FAB ဆိုတဲ့စကားလုံးမှာ adjective လည်းရတယ် noun လည်းရတယ် FADDY FADDY ဆိုတာ adjective ပေါ့အစီများသောအစီပေါင်းသောဆိုတဲ့ adjective ကိုရတယ်အဲ့တော့ fatty acid ဆိုတာ organic compound တစ်ခုပါပဲ drug compound တစ်ခုပေါ့နော် fatty acid အစီဓာတ်ပါတဲ့ acid compound တွေပေါ့သူတို့ that provide ပေးတော့ energy giving food ဆွေးအင်ဖြစ်စေရဲ့ဆွေးအင်မျိုးပေးတဲ့အစားအစာတွေအော်ဖြစ်ကြပါတယ် ဟုတ်ပါပြီဒါဆိုလို့ရှိရင်တင်ငင်းစာအိုးနားလည်မယ်လို့ယုံကြည်ပါတယ်တကယ်လို့ machine learning တခုရှိခဲ့မယ်ဆိုလို့ရှိရင် command box မှာရေးခဲ့လို့ရပါတယ်ဆိုတော့တင်ငင်းစာလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်